မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူတွင်စစ်ကော်မရှင်ကကြီးရည်လေးမှာအပြင်းအထန်တိုက်ခိုက်နေတော့လေတရင်လိုက်ပြုတ်တီအထီအထီနာနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရွှေကောက်ပွဲကျင်းပမည်ဟုထုတ်ပြန်ထားသည့်ရခိုင်ပြည်နယ်ကြောက်ဖြူတွင်စစ်ကော်မရှင်နှင့်အာရကတပ်တော် AA2 အပြင်းထန်တိုက်ပွဲပြင်းထန်နေကြောင်းသိရပါသည် ။ဆိုင်ချောင်းကျေးရွာနီကုလပါချောင်းဝါနှင့်လမ်းကွဲတွင်ယခုရပိုင်းအတွင်းတိုက်ပွဲအပြင်းထန်ဖြစ်ပွားနေကြောင်းဒေသတွင်သတင်းရင်းမြစ်များထံမှသိရပါဗျ။လမ်းကွဲဘက်မှာတိုက်ပွဲပြင်းထန်နေတဲ့စစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်တိမ်။အေအေကတစ်ချက်တစ်ချက်ပြန်ပစ်တာရှိတယ်။အငိုက်ဖမ်းပြီးတိုက်ခိုက်လို့စစ်တပ်ကအကြအရှုံးများတဲ့ဟုကြောက်ပြူသတင်းရင်းမြစ်ကသတင်းဌာနကိုပြောကြားပါဗျ။ပြီးခဲ့တဲ့အောက်တိုဘာ31ရက်နေ့ကအမှတ်32ရဲတပ်ရဲမှတိုင်းချောင်းချေရွာဘက်စစ်ကြောင်းထိုးလာတဲ့စစ်ကော်မရှင်တပ်ကိုအေအေကကြားဖြတ်တိုက်ခိုက်ရာဆိုင်ချောင်းချေရွာအနီးတိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ အဆိုပါတိုက်ပွဲတွင်စစ်ကော်မရှင်တပ်များစစ်ကြောင်းတစ်ခုလုံးဤပါထိခိုက်သေဆုံးမှုရှိကြောင်းသတင်းရင်းမြစ်များထံမှသိရပါသည်ပြီးခဲ့တဲ့အောက်တိုဘာ24ရက်နေ့ကလည်းတိုင်းချောင်းအထိုင်တပ်တို့စစ်ကူလာသည့်စစ်ကော်မရှင်စစ်ကြောင်းတိုက်ခိုက်ခံရပြီးအလောင်းဖိန်ကောက်ယူနိုင်ခြင်းမရှိကြောင်းသိရပါဗျ။ယခုဖြစ်ပွားနေတဲ့လန်ကွယ်အနီးတိုက်ပွဲကိုစစ်ကော်မရှင်ကမြေပြင်ထိုးစစ်အပြင်ဒရုန်းနဲ့လေကြောင်းဖြင့်ကူများပါပေးခဲ့ကြောင်းသိရပါဗျ။ထို့ပြင်ရေတပ်ဌာနချုပ်များမှလက်နက်ကြီးပစ်ကူနှင့်ပင်လယ်ပြင်တွင်ကင်းလည်သွားလာနေသည့်စစ်သင်္ဘောများမှလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်နေကြောင်းသိရပါဗျ။ အေအေတပ်ဖွဲ့ဝင်များသည်တက်ဆုပ်ဟန်းပြပြီးနောက်ရှေတိုးလာသည့်စစ်ကော်မရှင်တပ်ကိုပိတ်ဆို့တိုက်ခိုက်သည့်အတွက်စစ်ကော်မရှင်တပ်မှအရာရှိများအပါအဝင်တပ်ဖွဲ့ဝင်များအထိနာလျက်ရှိကြောင်းသိရပါသည်။ဆက်လက်ပြီးလောင်လုံးမြို့နယ်ရှိကျေးရွာများကိုစစ်တောင်းထိုးလာသောစစ်တပ်ကိုနှစ်ရက်ဆက်တိုက်တိုက်ခိုက်မှုစစ်တပ်ဘက်မှ၈ဦးသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါသည်။တနင်္သာရီတိုင်းလောင်လုံးမြို့နယ်ရှိကျေးရွာများကိုစစ်ကြောင်းထိုးလာသောအကြံဖက်စစ်တပ်ကိုနှစ်ရက်ဆက်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၈ဦးသေဆုံးခဲ့ကြောင်းဒေါနာစစ်ကြောင်းတုံ KVDF ကထုတ်ပြန်ထားပါသည် အော်တိုဘာလ22ရက်နေ့နဲ့22ရက်နေ့တို့တွင်အင်အား84ဦးပါအကြံဖက်စစ်တပ်စစ်ကြောင်းသည်ခရင်ကြီးကျေးရွာနှင့်ကမ်းပဏီကျေးရွာကိုစစ်ကြောင်းထိုးပွင့်ရောက်လာစဉ်တော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုနှစ်ကြိမ်အတွင်းအကြံဖက်စစ်တပ်ဘက်မှ10ဦးသေဆုံးကာထိခိုက်ဒဏ်ရာရရှိသူများလည်းရှိပြီးတော်လန်ရေးရဲဘော်တအူးမစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်။တိုက်ပွဲအတွင်းအကြံဖက်စစ်တပ်ဘက်မှလက်နက်ကြီးပစ်ကူအပါအဝင်စစ်သည်မောများကလည်းပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်တပ်စစ်ကြောင်းသည်ကမ်ပဏီကြီးရွာကိုစစ်ကြောင်းထိုးခွင်ရောက်ခါကမ်ပဏီကြီးရွာနှင့်ပညစ်ကြီးရွာကြားရှိဖျားတောင်တွင်တက်ဆွဲထားခြင်းဒေါ်လန်ရေးတပ်ဖွဲ့များကလည်းဂျုံဖြစ်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းထိုးတိုက်ခိုက်မှုအတွင်စစ်တပ်ဘက်မှထိခိုက်သေးဆုံးမှုအရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။အဆိုပါတိုက်ခိုက်မှုကိုဒေါ်နာစစ်ကြောင်းတုံး KPDF ဒေါ်နာတပ်ခွဲခွင့် LPF ကျောက်ဝဲခရိုင်တပ်ပေါင်းစု DNL ဒုရကစစ်ကြောင်းရမညမွန်တပ်တော် RMA နှင့်လောင်းလုံးပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း လက်ရှိချိန်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းသည်လောင်လုံးမြို့ပေါ်ကိုရောက်ရှိသွားပြီဖြစ်ကြောင်းသိရပါသည်။ဆက်လက်ပြီးပေါ့မြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်တပ်မှပြည်သူပိုင်နေအိမ်အတွင်ကြက်ဝင်ဖမ်းသည့်စစ်သား၃ဦးကိုအရှင်ဖမ်းမိကာလက်နက်ခဲယံများသိမ်းဆီးရမိ။မိုင်းနှိမ့်သောစစ်သား၂ဦးလည်းသေဆုံးနေဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။မကွေးတိုင်းပေါ့မြုံနယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်တပ်မှပြည်သူပိုင်နေအိမ်အတွင်ကြက်ဝင်ဖမ်းသည့်စစ်သား၃ဦးကိုအရှင်ဖမ်းမိကလက်နက်ခဲယံများသိမ်းဆီးရရှိခဲ့ကြောင်း Young Revolution ဖောက်မှတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘာလ29ရက်နေ့တွင်အကြမ်းဖက်စစ်တပ်ကပါစာ20နှစ်မှထွက်လာသောတပ်မ69လက်အောက်ခံတပ်ရင်း100ကို410ကို14ရုပ်ပူပေါင်းထားသောအင်အား300ကျော်ပါစစ်ကြောင်းသည်ပေါင်မြူနယ်တောင်ပိုင်းရှိတော်လရေးတပ်ဖွဲ့ဝင်များထိန်းချုပ်ထားသောနေမျိုးကိုစတင်စစ်ကြောင်းထုတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုစစ်ကြောင်းသည်အော်တိုဘာလ31ရက်နေ့တွင်ပသိမ်မုံရွာလမ်းပိုင်းကိုရောက်ရှိလာပြီးနောက်ရင်းနှီးနှင့်အစောပိုင်းတွင်ချက်ကန်ရွာစတင်ကြောင်းကိုစတင်ဝင်ရောက်ခဲ့ကြောင်း ထို့နောက်အကြံဖက်စစ်သားများကရင်းနေနဲ့အစောပိုင်းမှစတင်ပြီးခြေရွာအတွင်ပြည်သူပိုင်းနေအိမ်ခွနှလုံးခန့်ကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ထို့နောက်စစ်တပ်စစ်ကြောင်းမှစစ်သား၃ဦးသည်ရင်းနေညနေ9နာရီခန့်တွင်ပြည်သူပိုင်းနေအိမ်အတွင်သို့ဖွင့်ရောက်ခါကျက်ကိုရန်လှုပ်ဆောင်နေစဉ်တော်လန်ရေးတပ်ဖွဲ့များကအရှင်ပန်းစည်းရမိခဲ့ခြင်းဖြစ်ကြောင်းထို့ပြင်၎င်းတို့ကိုင်ဆောင်သော MA2 တနက်တလန် MA3 တနက်တလန်နှင့်ကြီးတထောင်ခန့်အပါအဝင်ခရရန်တချို့ကိုလည်းတင်စီရရှိခဲ့ကြောင်းသိရပါသည် ဒီစစ်ကြောင်းကချက်ကန်ရွာကိုရောက်တာက31ရက်နေ့နေ့နဲ့အစောပိုင်း2နာရီဝန်းကျင်လောက်မှရောက်လာတော့သူတို့တက်ဆွဲတာကစာတင်ကြောင်းတင်းမှတက်ဆွဲတော့စစ်ခွေးတွေကချက်ကန်ရွာကနေအိမ်ခုနှစ်လုံးလောက်ကိုလည်းမီးရှို့သွားတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းတွေကစစ်ခွေးသုံးကောင်ကကျွန်တော်တို့ရှိနေတဲ့နားကအိမ်မှာချက်လာဖန်တဲ့စစ်ခွေးသုံးကောင်ပုံချက်လာဖန်တဲ့တင်းမှစစ်ခွေးနှစ်ကောင်ကတနက်နဲ့လက်ပါတယ်။တစ်ကောင်ကတနက်မပါဘူးသူတို့ချက်ဖန်တဲ့အချိန်မှာတစ်ကောင်ကတနက်ကိုလွှဲထားတယ်။ကျန်တကောင်ကတနက်ကိုချထားပြီးချက်ကိုမဲနေတဲ့အချိန်မှာအခွင့်ကောင်းယူပြီးတော့ ဝိုင်းပြီးတော့ဝင်ဖမ်းတာတနက်လေတစ်ချက်မှမဖောက်လိုက်ရဘဲနဲ့ဖမ်းမိခဲ့တာဟုရောင်း Revolution Farm မှာတာဝန်ရှိသူကပြောဆိုပါတယ်အဆိုပါဖမ်းဆီးမှုကိုရောင်း Revolution Farm နဲ့ပခုတ်ကူခရိုင်အမှတ်စနစ်တရင်ကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းထိုစစ်ကြောင်းသည်နိုဝင်ဘာလ၁ရက်နေ့တွင်ချက်ကန်ရွာမှပင်တောင်ပြူစောတိပါနှင့်ဒီထုတ်ကွင်းရွာပြူစောတိပါကိုစစ်ကြောင်းနှစ်ကြောင်းခွဲ၍ထွက်ခွာသွားကြောင်းသိရပါတယ် ထို့သောထွက်ခွာသွားသောစစ်ကြောင်းမှဒီထုတ်ကွင်းရဘက်သို့သွားသည့်စစ်သားများသည်ရှောင်းရီဗိုလူရှင်းဖောင်မှထောင်ထားသည့်မိုင်းများနှိမ့်ပြီးစစ်သားနှစ်ဦးသေဆုံးခဲ့ကရုပ်အလောင်းများကိုထားရှိခဲ့သောကြောင့်ဒေါ်လန်ရဲရဲဘော်များကမြေမြုပ်တကြိုပေးလိုက်ရကြောင်းသိရပါသည်။လက်ရှိချိန်တွင်စစ်တပ်စစ်ကြောင်း၌လိုက်ပါနေသောစစ်သားများသည်စိတ်တပိုင်းဆိုင်ရာအလွန်ကြဆင်းနေပြီးခရဲများကိုလည်းစစ်ကြောင်းဖျက်ဆီးသွားရလမ်းတစ်လျှောက်၌စွန့်ပစ်ထားခဲ့သောကြောင့်ပြည်သူများအနေဖြင့်ဒေါ်လန်ရဲစိတ်တက်တက်ကြွစွာပူပေါင်းပါဝင်ပေးကြရန်မြစ်တာရက်ခန့်ကြောင်း ရောင်းရီဗိုလူရှင်းဖောင်မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။ဆက်လက်ပြီးစစ်တပ်တိုင်းစစ်ဌာနချုပ်ဘုံကထိန်ညာလှည့်လည်ရာတွင်ဒရုန်းဖြင့်ဘုံကျဲမိကိုစိုးရိမ်တဲ့ဖြင့်ဂျမ်းမာကားများကားပေါ်တင်ပြီးလှည့်လည်တဲ့ဆိုတဲ့တင်ကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ်။အကြံဖက်စစ်တပ်လက်အောက်ခံတိုင်းစစ်ဌာနချုပ်များအလုံးကယနေ့နိုဝင်ဘာလ၂ရက်နေ့တွင်ဘုံကထိန်ညာလှည့်လည်ရာတွင်ဒရုန်းဖြင့်ဘုံကျဲမိကိုစိုးရိမ်တဲ့ဖြင့်ဂျမ်းမာများကားပေါ်တင်ပြီးလှည့်လည်ကြကြောင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်နှင့်ခံယူရန်တိုင်းစစ်ဌာနချုပ်တို့၏ထုတ်ပြန်ချက်နှင့်ဘုံကထိန်လှည့်လည်မှုကိုသွားကြည့်ခဲ့သူများ၏ပြောဆိုချက်အရသိရှိရပါသည်။ယနေ့နိုဝင်ဘာလ၂ရက်နေ့ခံယူရန်တိုင်းစစ်ဌာနချုပ်၏အကြိမ်30မြောက်စုပေါင်းဘုံကထိန်လှည့်လည်ပွဲကိုမြေမြို့တွင်ပြုလုပ်ခဲ့ရာရုံးဖြတ်ဆက်ချမ်းမာများကိုကားပေါ်တင်၍ဘုံကထိန်ကားတန်းများနှင့်အတူလှည့်လည်ခဲ့ကြသောမြေမြို့မှဒေသခံပြည်သူတို့ချို့ကပြောပါရယ် ကယိုတန်တိုင်စစ်ဌာနချုပ်ကပုံကထိန်လှည့်လည်မှုသတင်းထုတ်ပြန်ရာတွင်ရုံဖြတ်တောက်ဆက်ချမ်းမာများကိုစစ်ကားပေါ်တိမ်မိလှည့်လည်နေသည်ကိုမြင်တွေ့ရပါတယ်။အလားတူအနောက်မြောက်တိုင်စစ်ဌာနချုပ်ကလည်းယနေ့မုံရွာမြို့ပေါ်တွင်35ချိန်မြောက်မဟာပုံကထိန်လှည့်လည်ပွဲပြုလုပ်ခဲ့ပြီးချမ်းမာများကိုကားပေါ်တင်ကအဝိစာများအုပ်၍လှည့်လည်ခဲ့သည်ကိုမြင်တွေ့ရကြောင်းမုံရွာမြို့ပေါ်မှတော်လရေးကင်းထောက်လူငယ်တအုပ်ကပြောဆိုပါတယ်။အင်တာနက်တိုင်းကြီးတွေကိုတော့အုံမထားဘူးဘေးပတ်ပတ်လေးကိုအုပ်ထားတာချမ်းမာတွေကိုကားပေါ်တင်ပြီးပုံကထိန်လှည့်တော့ ဂျမာကနောက်ဆုံးနာကနေကလိုက်တာစစ်ကားနဲ့အရတားကားရောရောပြီးလှဲ့တယ်ဂျမာရီကဒီစီကားပေါ်မှာတင်ထားတာဟုမုံရွာမြို့ပေါ်မှာကင်းထောက်လူငယ်ကပြောဆိုပါတယ်သတင်းဌာနကစစ်ဘက်သတင်းရင်းမြစ်ကိုဆက်သွယ်မိမြန်ရနေပြီးတော့စစ်ရုံးကယနေ့တိုင်းစစ်ဌာနချုပ်များအလုံးတွင်ဘုံကထိန်လှည့်လည်ခိုင်းထားပြီးလုံခြုံရေးအထူးသတိပြုဆောင်ရွက်ရန်ဟုညွှန်ကြားကြောင်းသူရတွင်ဂျမားများစစ်ကားပေါ်တည်၍လှည့်လည်ရမည်ဟုညွှန်ကြားချက်တွင်မပါဝင်တော့လေတိုင်းစစ်ဌာနချုပ်အများစုကရုံးဖြစ်ပုံချဲခံရမည်ကိုစိုးရိမ်၍ ဂျမ်းမာများစစ်ကားပေါ်တင်လှည့်လေကြခြင်းဖြစ်သည်ဟုပြောဆိုပါရယ်ဆက်လက်ပြီးတန်ဖြူဇရက်အနင်းကြီးရွာတွင်စစ်တပ်ထံသို့တော်လန်ရေးတပ်များတရင်စုံစမ်းပေးပို့နေသောအုတ်ချိုရီမူဟောင်းဆန်းအောင်ပြစ်ခတ်ခံရပြီးသေဆုံးနေဆိုတဲ့တရင်ကိုတင်ဆက်ပြီးတော့မှာဖြစ်ပါရယ်မော်ပြည်နယ်တန်ဖြူဇရက်အနင်းကျေးရွာတွင်စစ်တပ်ထံသို့တော်လန်ရေးတပ်များတရင်စုံစမ်းပေးပို့နေသောကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းဆန်းအောင်ပြစ်ခတ်ခံရပြီးသေဆုံးသွားကြောင်းဒေသခံပြည်သူများကတရင်ဌာနကိုပြောကြားပါရယ် အော်တိုဘာလ30ရက်နေ့နနက်7:00နာရီအချိန်မွန်ပြည်နယ်တန်ဖြူစရက်မြို့နယ်အနင်းကျေးရွာဥက္ကဋ္ဌဟောင်းဖြစ်သူစန်းအောင်မှာအမိမတိလက်နက်ကိုင်အဖွဲ့တစ်ခုဤဖမ်းဆီးခြင်းခံရပြီးရွာပြင်သို့ခေါ်ထုတ်သွားကြောင်းရှင်းအောင်ရွာပြင်ဘက်တွင်ဥက္ကဋ္ဌဟောင်းစန်းအောင်ကိုပြစ်ခတ်ခဲ့ပြီးပွဲချင်းပြီးတိတ်ဆုံးသွားခဲ့ကြောင်းသိရပါတယ်အနင်းကျေးရွာဥက္ကဋ္ဌဟောင်းစန်းအောင်မှာစစ်တပ်ထံသို့တော်လှန်ရေးတပ်များတရင်စုံစမ်းပြေးပို့နေသည့်အပြင်ကျေးရွာတွင်ပြည်သူများကိုအနိုင်ကျင့်ဖိနှိပ်မှုများလှုံ့ဆော်ကြောင်း စစ်မှုတန်းလူငယ်များစုဆောင်ခြင်းစစ်မှုတန်းချေခောက်ခံခြင်းများကိုလည်းလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရပါတယ်။ပြစ်ခတ်သွားတာကတော့ဘယ်လက်နက်ကင်အဖွဲ့လည်းမသိရဘူး။အုတ်ကြီးဟောင်းစန်းအောင်ကအသက်50ဝန်းကျင်ရှိပါပြီ။သူကစစ်တပ်နဲ့ပေါင်းပြီးပြည်သူကိုအနိုင်ကျင့်နေ။အ धिक တော်လန်ရေးလှုပ်တဲ့သူတွေသတင်းစုံစမ်းပြီးစစ်တပ်ကိုပေးတယ်ဟုဒေသသတင်းရင်းမြစ်ကပြောဆိုပါတယ်။ စံအောင်တည်ဆုံမှုအပေါ်နေမိကန်စစ်တပ်နှင့်ရဲများကခေတ္တလာရောက်ကြည့်ရှုပြီးပြန်လည်ထွက်ခွာသွားကြောင်းအုတ်ကြီးဟောင်းတည်ဆုံမှုအတွက်လူငယ်များမှစစ်တပ်၏ရန်တမ်းဖမ်းဆီးခြင်းခံရမည်ကိုစိုးရိမ်နေကြကြောင်းဒေသခံပြည်သူများကပြောဆိုကြပါသည်။ကျမိုက်တရေတဲ့စံမှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။